ရှိရှိတုန်းကဓမ္မဒီဝမြတ်စွာဘုရားဆိုတဲ့မြတ်စွာဘုရားဒီလည်းပွင့်တော်မူခဲ့ဘူးတဲ့ရှိရှိတုန်းကဘောရမမြတ်စွာဘုရားဆိုတဲ့မြတ်စွာဘုရားဒီလည်းပွင့်တော်မူခဲ့ဘူးပါနော်တခြားတခြားသောဘုရားရှင်တွေလည်းပွင့်တော်မူခဲ့ဘူးပါတယ်အဲ့ဒီပွင့်တော်မူခဲ့တဲ့ဘုရားရှင်ကြီးရဲ့တန်တမ်းအရှင်ဘုရားနဲ့တူပြီးတော့ပေါင်းဆောင်ခဲ့ဘူးတဲ့အကျဉ်းများစွာဖြင့်ပေါင်းဆောင်ခဲ့ဘူးပါတယ်ဒီဘုရားရှင်တွေကတော့ဦးဇင်းတို့ဒီရင်ကရာမြတ်စွာဘုရားမပွင့်ရင်တဘာတွေမှာပွင့်နေတဲ့ဘုရားရှင်တွေလို့ယူဆကြရပါတယ် အဲ့လိုယူဆရတဲ့အတွက်သူတို့နှုတ်ဦးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဦးဇင်းတို့သူ့မိသားရှင်အစ်ပြန်ကြည့်လိုက်တော့သူ့မိသားရှင်အစ်ဖြစ်နေတဲ့ဒါဖြစ်နေတဲ့ဘဝမှာအကျေ၍နိဗ္ဗာန်ကိုလွန်လန်းတောင်းတာကမယ်ဆိုရင်ဒီပင်ကရမက်စွာပြားကတပုတ်တကားတော်ဟောလိုက်ယုံနဲ့တွတ်တန်းဝင်နေလက်ပါရမီမျိုးစေ့တွေလုံလောက်နေပြီတဲ့သူတော်ကောင်းတုံးဖြစ်ပါလေအဲ့ဒီလိုပါရမီမျိုးစေ့ပြည့်တဲ့ဆိုတဲ့ပုဂ္ဂိုလ်တွေဟာဘယ်လိုပုဂ္ဂိုလ်တွေဖြစ်ရမလဲလို့မေးတော့ခုနကအထူးပြောခဲ့တဲ့အတိုင်းဘုရားယောဂခေါ်တဲ့ရှင်ရှင်ပြည့်ရှင်လို့ရဲ့သံဃာတော်တွေမှာကိုယ်တိုင်းက သင်္ခါရုပကညာတို့တိုင်အောင်သောဝိပဿနာဉာဏ်ရည်ကိုကြည်ချံကြုတ်ကိုပေါ်မြတ်အထုခဲ့ဘူးချင်းဆိုတဲ့အင်္ဂါရလည်းပြည့်စုံမှာဖြစ်ပါတယ်။သုမေရရှင်အတိတ်မှာအဲ့ဒီအင်္ဂါရကပြည့်စုံပြီးဖြစ်တယ်။သုမေရရှင်အတိတ်ဒီဒီလိုအင်္ဂါရနဲ့ပြည့်စုံသလိုသုမေတာအမျိုးသမီးအလောင်းကြည့်လိုက်တော့လေဒီလိုအင်္ဂါရတွေနဲ့မပြည့်စုံဘူးလားလို့မြင်တော့ပြည့်စုံနေပါတယ်နော်။ဒါကြောင့်သူတို့နှုတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အတိအလိမ်မှာဉာဏ်ပညာဘက်မှာတော့တစ်ဖက်ကခတ်နေတဲ့သူတို့ကောင်းတယ်လို့ပြောနေပါတယ်နော်။ဒါကြောင့် အဲဒီလိုကောင်းမှုကုသိုလ်ထုတ်တယ်ဒီကိုရှိဘူးနေတဲ့ဒီပုဂ္ဂိုလ်တွေကသံဃာကြီးတယောက်မှာဆင်းရဲဒုက္ခဝဘကိုခံစားကြည့်ကြုံရတဲ့အချိန်ခါမှာခံငြင်းရရှိခြင်းတည်းဒီအာဒောတမေတ္တတက်ဒီအကောင်းကြီးအမောဟခေါ်တဲ့တမာတိတိဉာဏ်ပညာတွေကအကောင်းကြီးအလောဘတက်ဒီကအကောင်းကြီးနော်သူမင်းသူမင်းတအမျိုးသမီးတဏ္ဍမလောဘတက်ရှိတယ်ဆိုပြီးခုအလောဘတက်ရှိတယ်လို့ဘာကြောင့်ပြောရလဲလို့မင်းစရာရှိပါတယ်သူမှလောဘတက်ကနည်းနည်းလေးပါဘာနည်းနည်းလေးလို့မင်းရင်လောဘတက်ကဒီ သူမိသားချင်းသိရမြောက်သားတော်ဘဝကိုလိုလံတက်မဲ့တဲ့စိတ်ထားလေးတစ်ခုပဲ။ဉာဏ်နဲ့တက်ရှိတဲ့မဲ့ကာမဝိထုအစွတ်စွတ်အပေါ်၌စွန့်လွန်နိုင်တဲ့အလောဘတက်တယ်ဆိုတာသူ့မှာမများဘူးလား။သိညာနေတယ်။အကောမနော်။ဒါကြောင့်အတိကာရံဘဟုမဲစံတုံချန်ထားရမဟာမုနိဘဝေတတော်ဘုဒ္ဓတမေအဟံတေပရိသာရိကာအရှင်ပြတ်သဗ္ဗညတ္တဉာဏ်ရောက်ပေါ်ရန်အတွက်သဗ္ဗညတ္တဉာဏ်ရဲ့အသောဥပါရမီတရားတို့တွေကိုသိကျင့်ခြင်းအရှင်ခံမှတပြီတော့မှလည်း မြားစွာသာတပ္ပညတဉာဏ်ကိုရသိနှိုင်းကြကြံ့ရင်ရှိနေတဲ့ဗာရမီတရားအပေါင်းတွေကိုကိုင်ကြီးပြီးတော့ဖြစ်ကျင်စီပုခဲ့ပုပါတယ်မြတ်စွာဘုရားအဲ့ဒီကောင်းမှုကုသိုလ်တွေကိုလည်းအဓိကရကောင်းမှုကုသိုလ်လို့ခေါ်ပါတယ်နော်ဘဝတစ်ခုကိုယူရတောင်းတာပြီးပြုစုပြည့်စုံနေတဲ့အဓိကရကောင်းမှုကုသိုလ်မဟုတ်ပါဘူးသူရဲ့ဥဉ္ဇဉ်ချက်ကတော့ခုနကဘောရမမြတ်စွာဘုရားသူ့မိတာရှင်တိဆိုပါတော့နော်သူ့မိတာရှင်တိတပ္ပညတဉာဏ်ရဖို့ရဆိုတဲ့ဥဉ္ဇဉ်ချက်ကတော့မှရှိနော်ဒါကြောင့် ဘုရားရှင်ကြောင့်ပါရမီတရားအပေါင်းတွေကိုကြားဖွေနေတဲ့အရှင်ဖျားဤအလုအကျွဥပါဒိကမြတ်တာတပြီတော်မှဖြစ်ပါတယ်မြတ်စွာဘုရားဆိုပြီးတော့သူကဆရာထားတယ်။အဲဒီဆရာထားပြီးတော့ဒီမင်္ဂလာမြတ်စွာဘုရားသာသနာတော်မှဒီဝါရမမြတ်စွာဘုရားပွင့်နေတဲ့အောင်ဖြတ်ကျော်နေတဲ့ကြီးလေးတွေကိုအတူချုပ်ဆရာထားပြီးတော့မှသူလေးသူပရိနိဗ္ဗာန်စံတော်ကောနော်။အဲဒီတော့ဒီနေရာလေးမှာဥစဉ်ပြောခြင်းနဲ့အချက်ချင်းကတော့သူ့မှာလောဘတက်ရှိတယ်ဆိုတော့လေဒီလောဘတက်ကအလွန်အကောက်နေတဲ့လောဘတက်တော့မဟုတ်ဘူး။ သူမိတ္တရှင်သည်သမေမြတ်တဲ့ဉာဏ်ရရှိရန်အတွက်ဤဝေတောင့်တပြီးပြုစုပြုထောင်နေတဲ့အချိန်ခါမှာသူမိတ္တရှင်သည်လိုလတ်တောင့်တနေတဲ့ခရတ္တမဉ္ဇဏသဗ္ဗေမြတ်တဲ့ဉာဏ်တော်မြတ်ကြီးရရှိရအတွက်ကုညီပြီးတော့ပါရမီဖြစ်နေတဲ့ဘဝတစ်ခုကိုတွေ့တတ်တတ်တဲ့သဘောလေးဖြတ်တာဖြစ်ပါတယ်နော်။သို့ဘဝမှာရရှိတဲ့သတိတတ်တဲ့ကာမဝတ္ထုအစုစုကိုတော်၎င်းမိမိရဲ့အသက်အိုးအိမ်ဈေးတင်ကိုတော်၎င်းသားရည်သမီးတွေကိုတော်၎င်းတွေ့တတ်မမောနေတဲ့မဆက်လို့နိုင်တဲ့သိက္ခာမျိုးဟုတ်လား။ မဟုတ်ဘူးစွန့်နိုင်တဲ့ဓာတ်တွေကတော့သူ့မှာအလွန်အားကောင်းတယ်နော်ဒါပေမဲ့လို့ဒီညမှာပြောနေတာကကံကိုအထုတ်ခြင်းအချင်းခံမှာလောဘတဏ္ဍာလေးကနည်းနည်းခြံခြံနေတဲ့အဲ့အဲ့ဒီဘဝလေးကိုသူစွန့်နိုင်တဲ့သဘောတော့ရှိသလားမရှိဘူးဒါပေမဲ့သူ့မှာတစ်ဖက်ကကြည့်ရင်လည်းအလောဘတက်တယ်ရှိတယ်လို့ရှိတယ်လက်ရှိတမဲကသူ့အတက်နဲ့တကွမိမိရဲ့သားရီသမီးရဲ့အဝင်ပါဖြစ်တဲ့လက်ရှိတမဲကာမဝတ္ထုအဆုစုကိုစွန့်လွတ်မဲ့ဆိုရင်စွန့်လွတ်နိုင်တဲ့အတွိုင်းတွေကမရှိဘူးလားရှိတယ် တော်ဘာအလုံးအပေါ်နဲ့မေတ္တာတတ်တယ်လေအလုံးအမကောင်းဘူးလားအကောင်းအလောင်းတော်သူ့မိလာရှင်သိအပေါ်မှာလည်းမေတ္တာတတ်တယ်ကသိပြီးတော့အကောင်းတယ်နော်တခါအာမောဟခေါ်တဲ့တမ္မာတ္တိဉာဏ်ပညာတွေကလည်းအမကောင်းဘူးလားအကောင်းတယ်အကောင်းတဲ့အတွက်ကသူဟာဒီလိုတန်တတိမှာကြီးလင်းခြင်းအခါမှာဒီလိုပါရမီတွေဖြစ်ကျင်တဲ့အချိန်အခါမှာခန္ဓာရင်ဖြစ်ခြင်းပဲဖြစ်ပါလေနော်အင်းနဲ့သူထောင်ခဲ့တဲ့ကံကိုပြန်ကြည့်လိုက်တော့နော်လောဘလေးကနည်းနည်းခြံရထားတယ် အလုံးသမေတ္တာတက်တယ်ကအာကောင်းခဲ့တယ်အမောဟမေတ္တာအမောဟသမာဓိဉာဏ်ပင်နေအာရီကလည်းအာကောင်းခဲ့အဲဒီလိုအာကောင်းခဲ့တဲ့အတွက်ဒီကံကိုကံကအကျိုးပေးလိုက်တဲ့အချိန်ကမှသူကလောဘကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ငါလောဘကြီးတယ်လို့မေးတော့သူကဘဝကိုတွေ့တာတဲ့သဘောလေးမျှတာဖြစ်ပါတယ်နော်။လောဘအာကောင်းတဲ့ပုဂ္ဂိုလ်တော့ဖြစ်တယ်တော့ဖြစ်တယ်။ဒါဖြစ်နေအဲဒီဘဝကိုမတွေ့တာဘာလို့ဆိုလို့သူဖြစ်ချက်မှမတွေ့တာပဲနေနိုင်တဲ့သဘောရှိတာမရှိဘူးနော်။ ဒီလိုပါမီဖြစ်နေရတဲ့ဘဝတခုကိုတော့သူကအမတန်ရှင်းတတ်တဲ့သဘောလေးရှိတယ်။ဒါပေမဲ့တစ်ခါကရှိနိုင်လို့ရှင်သူကအတ္တတမေတ္တာတရားအကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရပြန်တယ်။ဘာဖြစ်လို့လဲ။ကံကိုထူထောင်ခြင်းအချင်းခါမှာသူကအတ္တတမေတ္တာတရားကအကောင်းခဲ့တယ်။နောက်တစ်ခုသမ္မာတ္တိအမောဟဉာဏ်ပညာတွေကလည်းအလွန်ကြီးမားတဲ့သရောကောင်းသူဖြစ်ပြန်တယ်။ဘာကြောင့်လဲ။ကံကိုထူထောင်ခြင်းအချင်းခါမှာသူကသမ္မာတ္တိဉာဏ်ပညာတွေကိုရှင်းသွပြုခဲ့တယ်။ကံကံအကျိုးကိုသူတက်သည့်နားလည်ပြီးတဲ့သဘောမရှိဘူးလား။ရှိတယ်။ ဒါကျင်ကမ္မနဲ့လို့မြင်ရင်ဒီသုမေတ္တာအမျိုးသမီးဘဝကိုပြန်ကြည့်ပါဒီလိုကြမ်းမ်းလို့မြင်ဒီလိုဆူတောင်းကြရင်ဒီလိုပါရမီပြည့်နေတယ်ဆိုတဲ့အတိတ်ဉာဏ်တို့တဲ့ဒီအမျိုးကောင်းသမီးတဏ္ဍာမရှိဘူးလားရှိဘယ်တော့မှလည်းကဒီအတိတ်ဉာဏ်တွေရှိခဲ့တယ်လို့မြင်တော့ဘုနကပြောခဲ့တဲ့အတိုင်းနော်ရှင်းရှင်းပြောရှင်းလို့ရတဏ္ဍာတော်တွေမှာတဲ့ကဒုက္ခသစ္စာခေါ်တဲ့အကျိုးတရားဒုမုရသစ္စာခေါ်တဲ့အကြောင်းတရားသမုဒိယသစ္စာခေါ်တဲ့အကြောင်းတရားကြောင့်ဒုက္ခသစ္စာခေါ်တဲ့အကျိုးတရားတွေသင်္ချာဖြစ်ပုံကိုသူကကျက်တယ်နော်ပမေနေနေသိထားပြီးဖြစ်တယ်နော် သူမြတ်အပြောနဲ့နွမ်းနေတာတော့မဟုတ်ဘူးတမ္မာတိတိဉာဏ်ပညာနဲ့ကိုယ်တိုင်မြတ်မှသိဖို့သိတယ်။အဲဒီလိုသိတဲ့တမ္မာတိတိဉာဏ်ပညာတွေခံရပြီးတော့ဤကံကိုထူထောင်ခဲ့တဲ့အတွက်နာရတိကြီးကြီးနဲ့အချင်းခံမှသူကမဖြစ်တယ်။တမ္မာတိတိဉာဏ်ပညာအကောင်းနေတဲ့သူတော်ကောင်းလည်းဖြစ်ရပြန်တယ်။မေတ္တာတအကောင်းနေတဲ့သူတော်ကောင်းတို့လည်းဖြစ်ရပြန်တယ်။ဒီလေဒီဇာကြီးတွေဒီမကြီးတွေမလောက်ထားလဲလို့မင်းရင်ပြောပြမယ်။ကံကြီးထူထောင်နေကြတာနော်။အဲဒီလိုကံကြီးကိုထူထောင်နေအပိုင်းကြီးတွေမှသက်သားရှိတယ်။ ဒီဘောမှာပဲတဏ္ဍာခိကိုအဆုံးသတ်မဲ့တရားကောင်းဒီလေဒီတဲ့ရှိခြင်းရှိကောင်းရှိနေပါလေနော်။အဲဒီဒီဘောမှာတဏ္ဍာခိအဆုံးမသတ်ဆိုတော့တဏ္ဍာခိဆက်ရရှိနေသေးတယ်ဆိုရင်ဒီကံဒီဟာမိမိတို့ဖြောင်းတတ်ဖို့မလိုဘူးလား။လိုအပ်ပါလေ။မိမိတို့ဒီဖြောင်းနေတဲ့ကံလေးတွေမှာခုနကနောတဏ္ဍာခိကြောင့်လောဘကြီးတဲ့ပုဂ္ဂိုလ်ဖြစ်နေရမယ်။ဒေါသကြီးတဲ့ပုဂ္ဂိုလ်ဖြစ်နေရမယ်။မောဟရီသူပြောနေတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဆိုရင်ကောင်းပါမလား။မကောင်းဘူး။ မကောင်းမှုဆိုလို့ရှိရင်လည်းဒီလိုလောဘဒေါသမောဟမထူကြတဲ့ပုဂ္ဂိုလ်ဖြစ်နေတယ်ဆိုလို့ရှိရင်ဒီလိုကံနေထောင်နေတဲ့အချိန်ခါမှာမိမိရဲ့တဏ္ဍာမှာအလောဘခေါ်တဲ့မတွေ့တမ်းမမေ့မောတဲ့စိတ်ဓာတ်ဒီကင်းဝလာအောင်အဒေါသခေါ်တဲ့မေတ္တာတတ်တဲ့အလွန်အကောင်းလာအောင်အမောဟခေါ်တဲ့သမ္မာတိတိနဗိနာလေးအလွန်အကောင်းလာအောင်မိမိရဲ့စိတ်လေးကိုမိမိတို့ပြုပြင်ကြောင်းလဲပေးဖို့မလိုဘူးလားဒါတည်းသာသနာ့ဖြစ်တဲ့အချိန်ခါလေးမှာရရှိနိုင်တဲ့အခွင့်အကောင်းတစ်ခုဖြစ်ပါတယ်နော်